ပါရှင်။ထိုင်းမြန်မာနယ်စပ်အနီးကစေကောက်စီရဲ့တေဘောဘူးစခန်းကို KNL ပူပေါင်းအဖွဲ့တွေကတရက်ထဲနဲ့အပိသက်သေးယူလိုက်ပါတယ်။ရခိုင်ပြည်ကြောက်ပြူမြို့နယ်ထဲမှာအေအေနဲ့စေကောက်စီတပ်တွေကြားတိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ကရင်အမျိုးသမီးတွေကကော်တူးလီအမျိုးသမီးကွန်ရက်ကို ဖွဲ့စည်းလိုက်ကြပါတယ်။ ထိုင်းမြန်မာနယ်စပ်ကရင်ပြည်မြဝရီမြို့နယ်ထဲကစိတ်ကောက်စီရဲ့တိဘောဘူးစခန်းကို KNLA ပူပေါင်းအဖွဲ့တွေကတရက်ထဲနဲ့အပိသက်အသေးယူလိုက်ပါတယ်။တိဘောဘူးစခန်းကိုဂျွန်လာ3ရက်နေ့မနက်9:00နာရီမှာစတင်တိုက်ခိုက်ခဲ့ပြီးညနေ6:00နာရီကျော်အချိန်မှာအပိသက်အသေးယူနိုင်ခဲ့တာဖြစ်ပါတယ်။ဒီစခန်းသိမ်းတိုက်ပွဲထဲစိတ်ကောက်စီတပ်ဖွဲ့ဝင်အယောက်30ကျော်တိစုပ်ခဲ့ပြီးအယောက်90ကျော်ကလက်လက်ချခဲ့တယ်လို့ကရင်ပြည်ဘက်ကလာတဲ့သတင်းတွေကဆိုပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေကြားထဲကနေသိယူနိုင်ခဲ့တာဖြစ်ပါတယ်။စစ်ကောက်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်စစ်ကောက်စီတပ်ဖွဲ့ဝင်တွေပေါ်ကြပြီးတိုက်စုံမှုတွေလည်းရှိခဲ့တယ်လို့မြေပြေတည်င်းရင်းမြစ်ကပြောပါတယ်။စစ်ကောက်စီတပ်ဘက်ကလေကြောင်းကနေပေါင်900ဘုံအပါအဝင်စစ်ကူအများအပြားနဲ့ခုခံတိုက်ခိုက်ခဲ့တယ်လို့မြေပြေစစ်ရေးတည်င်းရင်းမြစ်ကဆိုပါတယ်။ တိတ်ဘောဘစစ်ကောင်စီတပ်စခန်းဟာကရင်အမျိုးသားစည်းရုံး KNU တပ်မဟာ6ရဲ့အဓိကအရေးပါတဲ့ဝင်ငွေလမ်းကြောင်းဂိတ်တစ်ခုဖြစ်ခဲ့ပြီး1990လောက်မှာစစ်တပ်ကသဲယူတပ်ဆွဲနေခဲ့တာပါမြဝတီဝေါ်လီကားလန်ကိုစိုးမိုးထားတဲ့အရေးပါတဲ့တိဘောဘူးစခန်းကိုစစ်တပ်ကနှစ်ပေါင်း30ကြာထိ ंछ ုပ်ထားခဲ့ပြီး KNU ကပြန်လည်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ် ရခိုင်ပြည်တောင်ဖြူမြို့နယ်ထဲစစ်ကောင်စီတပ်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်မှုတွေဆက်တိုက်လုပ်နေတယ်လို့မြေပြင်မှာလည်းအေအေနဲ့စစ်ကောင်စီတပ်တွေကြားတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ဒေတာခန့်တွေကပြောပါရယ်။အပြည့်ရဲ့တလားထက်တိုးထားတဲ့စစ်ကောင်စီကဒညဝရီရေတပ်ဌာနချုပ်ကနေလက်နက်ကြီးတွေနဲ့နေတိုင်းပစ်ခတ်နေတာလို့ဒေတာခန့်တွေကပြောပါရယ်။ မလကျော်အနီပင်လယ်ပြင်မှာလုံခြုံရေးယူထားတဲ့စစ်တင်းဘောတွေနဲ့တညဝတီရေတာဌာနချုပ်တို့ကနေတဖက်သက်လက်နဲ့ကြီးနဲ့ပြစ်ခတ်မှုတွေလုပ်နေတယ်လို့ဒေတာခန့်တွေကပြောပါတယ်။ဂျွန်လ3ရက်နေ့တုန်းကလည်းတညဝတီရေတာဌာနချုပ်ကနေအင်အား90လောက်ပါတဲ့စစ်ကောင်စီတပ်စစ်ကြောင်းဝင်လာတာကြောင့်ကက်တပြေရွာနာမှာအရခတ်တပ်တော်အေအေနဲ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ရခိုင်ဖက်ကလာတဲ့တည်င်းတွေအရာမေလာနောက်ဆုံးပတ်မှာအေအေရဲ့ထိုးစစ်ကကြောက်ဖြူမျိုးနဲ့6မိုင်အကွာက အမှတ်30နှစ်ရဲတိုက်ခိုက်ရေးတက်ရင်နဲ့အနီးဆုံးနေရာနာအထိရောက်နေပြီဖြစ်ပါတယ်။ကြောက်ဖြူမှာအေအေရဲ့အချိန်မြင့်ထိုးစစ်နဲ့အတူစစ်ရေးအရာအသာစီးရနေတယ်လို့မြေပြေတည်င်းရင်းမြစ်ကဆိုပါတယ်။ ပြီးခဲ့တဲ့မေလ29ရက်နေ့တုန်းကလည်းနန်းဖဲတော်တိုက်ပွဲမှာစစ်ကောင်စီရဲ့တမဆက်တစ်ကဘုံမူချုပ်တော်မျိုးအောင်အပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားတိုက်စုံခဲ့ပါတယ်။အာနာသိပြီးနောက်ပိုင်းစစ်ကောင်စီတပ်ရဲ့ဗုံးကျဲမှုကြောင့်ကလေးငယ်အယောက်460ကျော်အပါအဝင်ပြည်သူ3100ကျော်တိုက်စုံခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကထုတ်ပြန်ပါတယ်။ စစ်ကောက်စီကနိုင်ငံတော်လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်ခဲ့ရာ အာနာသိပ်ပြီးချိန်ကနေ2025မီလကုတ်အထိလေကြောင်းတိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်တိစိုးသူ3100ကျော်ရှိခဲ့တယ်လို့ NUG လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်ပါတယ် စစ်ကောက်စီရဲ့လေကြောင်းတိုက်ခိုက်မှုကမေလကုန်အထိအကြိမ်ပေါင်း2840ကြိမ်ရှိခဲ့ပြီးတည်ဆုံသူစုစုပေါင်း3152ယောက်ရှိခဲ့တယ်လို့ NUG ကဂျွန်လ9ရက်နေ့မှာထုတ်ပြန်ပါတယ်။တည်ဆုံသူတွေထဲအသက်18နှစ်အောက်ကလေးငယ်466ယောက်ပါဝင်ပြီးဒဏ်ရာရသူတွေထဲမှာ ကလေးသင်ငယ်938ယောက်ပါဝင်တယ်လို့ NUG လူအခွင့်ရေးဆိုင်ရာဝန်ကြီးဌာနရဲ့မှတ်တမ်းတွေမှာဖော်ပြထားပါတယ်။ ဒါအပြင်စစ်ကောက်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်စာတင်ကျောင်း250တကျောင်းဈေးရုပ်ဈေးခန်း69ခုနဲ့ဘာသာရေးအဆောက်အအုံပေါင်း443ခုပြည့်စည်ခဲ့တယ်လို့ထုတ်ပြန်ပါတယ်နှစ်ဖက်အပြည့်ရဲ့ကြီးညာထားပြီးမယ်ရှဲပြည်မြောက်ပိုင်းနောင်ချိုမြို့မှာတိုက်ပွဲတွေပြင်းထန်နေပါတယ်တိုက်ပွဲတွေကနောင်ချိုမြို့နာထီရောက်လာတာကြောင့်မြို့အနီးဝန်းကျင်ကရွာရှိရွာကဒေသခံတွေလည်းဘီလို့ရကိုထွက်ပြေးသိမ်းရှောင်နေရပါတယ်မြေပြေကအခြေအနေကိုကွန်ပျူတာကတင်ဆက်ထားပါတယ် ပြည့်ရထားပေမဲ့လည်းနောင်ချုံမြို့နေထဲမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့တအံမြူတာလွတ်မြောက်ရေးတမတော် PSLF TNL ရဲ့ပြန်ကြားရေးတာဝန်ခံကပြောပါရယ်မိလာအတွင်းနဲ့လက်ရှိဖြစ်ပေါ်နေတဲ့တအံဒေတာအတွင်းကနိုင်ငံရေးစစ်ရေးအခြေအနေတွေနဲ့ပတ်သက်ပြီးဇွန်လ9ရက်နေ့မှာပြုလုပ်တဲ့ online တင်ဆက်ရှင်းလင်းပွဲမှာအခုလိုပြောသွားပါရယ်တိုက်ပွဲကတော့နေ့စဉ်အာ မစ်စင်တိုက်ပွဲဖြစ်ပေါ်နေတာမျိုးမဟုတ်တည်တာပေါ့နော်ဒီတရက်စားတိုက်ပွဲကတော့အာဆက်လက်ဖြစ်ပေါ်တာမျိုးတွေရှိပါတယ်အလက်ရှိချိန်တိကတော့ဒီမစီစီရေးစီရစီရေးပြူဟာဖြစ်တဲ့နေရာပေါ့ဒီတချို့ကတော့ဒီမစီကစီပက်ကချိုးစီစီစနာမျိုးအာကျွန်တော်ဘာလဲပြန်ခုခံပိုက်ခိုက်တာမျိုးပေါ့နော်အတစ်ဖက်နဲ့တစ်ဖက်အဲ့ဒီအာမစီကစီပက်ကဒီမရှိတော့တာမျိုးလဲလောက်နိုင်တာမျိုးလဲရှိတယ်ကျွန်တော်တို့ကလည်းပြန်လဲခုခံပြီးတော့မှအာ ဆောင်ရွက်နိုင်တဲ့အခြေအနေမျိုးလည်းရှိတယ်စစ်ကောက်စီတက်နေတဲ့အန်သက် TNL နှစ်ဖက်စလုံးကငလင်တန်ပြလဲထူထောင်ရေးအတွက်အပြစ်ခတ်ရဆဲရေးကာလကိုဇွန်လကုန်အထိတလထမှန်တက်တန်းတိုးထားကြပါတယ်ဒီလိုတက်တန်းတိုးထားပေမဲ့လည်းစစ်ကောက်စီတက်ကနောက်ချူတောင်းခန့်ရဖက်ကိုစစ်အာဖြစ်တင်းနေတာမျိုးလက်နေကြီးနဲ့ပြစ်ခတ်နေတာမျိုး လေချောင်းကနေဘုံကျဲတိုက်ခိုက်နေတာတွေအပြင်အစိမ့်ငွေဘုံတွေအတုံးပြူပြီးတိုက်ခိုက်နေတာတွေရှိနေတယ်လို့လူရည်ဦးကပြောပါရယ် စစ်ကောင်စီဘက်ကထုတ်စစ်ဆင်တိုက်ခိုက်နေတဲ့နောက်ကျုံမြို့နယ်ထဲမှာ TNL ဘက်ကစစ်ရေးအရထိထားနိုင်ပြီမဲ့လေပြည်သူတွေအနေနဲ့အလုံးချိုးရေးကိုအထူးကယူဆိုင်ကြဖို့လိုတယ်လို့လူရည်ဦးကပြောပါတယ်လက်ရှိအချိန်ဒီကကျွန်မတို့ပြောနေတာဒီအားလုံးဒီ dependent ဖြစ်သည်သူရဲ့စစ်ဘီဟာကန်တော်နေတာဖြစ်ပါတယ်သူလည်းတော်တော်ပြေပေါ်မှာဆိုရင်ကျွန်တော်မရှိဘောနော်သူပြမဲ့သူနေနေတဲ့ကတော့လုံးဆုံးပြေကိစ္စတော့သူပြေစားသူတော့ရောပါတယ် စစ်ကောင်စီရဲ့ထိုးစစ်နဲ့လေကြောင်းတိုက်ခိုက်မှုတွေအပြင်တစ်ဖက်မှာလည်းတရုတ်ရဲ့ဖိအားကြောင့်ပိတ်ဆို့မှုတွေပိုများလာနေပြီးဒေသခံလူထုကအကုန်ပြစ်စီရှာဖမှုနဲ့ကုံစင်းမှုကြီးမြင့်မှုတံတွေကိုပါရင်ဆိုင်နေကြရပါတယ်။တရုတ်ဆိုရရဲ့ဂျာဝင်စီစဉ်မှုနဲ့စစ်ကောင်စီနဲ့ TNL တို့ဟာဩဂုတ်လကုန်မှာထပ်မံတွေ့ဆုံကြမှာဖြစ်ပြီးလက်ရှိပြည်သူတွေကြုံနေရတဲ့အခက်အခဲတွေပြည်လည်စေအဓိကထားတောင်းဆိုသွားမယ်လို့ဆိုပါတယ်။ ဧပြီလနောက်ဆုံးပတ်ကတရုတ်နိုင်ငံကူမင်းမှာပြုလုပ်ခဲ့တဲ့ဆွေးနွေးပွဲမှာ TNL ဘက်ကတင်ထားတဲ့နောက်ချူကြောင့်ပဲတီပေါ်မုကုတ်နဲ့မုမိတ်မျိုးတို့ကိုပြန်ပေးဖို့စစ်ကောင်စီဘက်ကတောင်းဆိုခဲ့ပါတယ်။ဒါကို TNL ဘက်ကလည်းမခံတဲ့အတွက်ဆွေးနွေးပွဲအဆုံးသတ်ခဲ့ရပါတယ်။အဲဒီဆွေးနွေးပွဲနောက်ပိုင်းစစ်ကောင်စီက TNL ထိ ंछ ုပ်ထားတဲ့နယ်မြေတွေထဲ drone လက်နက်ကြီးပြင်လေကြောင်းတိုက်ခိုက်မှုအကြိမ်ပေါင်းတထောင်ကျော်ပြုလုပ်ခဲ့တယ်လို့ TNL ကဆိုပါတယ်။စစ်ကောင်စီက ထူးဆစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့်မေလအတွင်းနောက်ချုံမြို့နယ်ထဲတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးအပြစ်မဲ့ပြည်သူ6ယောက်တိဆုံးခဲ့ရတယ်လို့ဇွန်လ4ရက်နေ့မှာ TNL ကထုတ်ပြန်ပါတယ်တနင်္လာရီတိုင်းထဲကတိုက်ပွဲတွေကြောင့်နလအသွင်းနေရစုခွာထွက်ပြေးတိမ်းရှောင်နေရသူ9000ခွဲအထက်ရှိသွားပြီလို့မွန်ပြည်လူခွင့်ရေးဖောင်ဒေးရှင်းဟာဗော့ကပြောပါရယ် 2025ဧပြီလကစပြီးတနင်္သာရီတိုင်းအတွင်းစစ်ကောင်စီတပ်နဲ့ဒေသခံတော်လှန်ရေးတပ်တွေကြားတိုက်ပွဲတွေပြင်းထန်လာကြောင်းဒေသခံပြည်သူတွေစစ်ဘေးသိမ်းရှောင်နေရတယ်လို့မွန်ပြည်လူ့ခွင့်ရေးဖောင်ဒေးရှင်းတာဝန်ရှိသူကပြောပါတယ်။ ဒေတာကန်တီသူတွေကဒီတိတ်ဆောင်မှုတွေကဒီနှစ်အတွက်တော်တော်များများများလာတယ်ဘယ်လိုပြောမလဲမနစ်ခက်တဲ့ဆိုင်ပုံများလာတယ်ကျွန်တော်ကျင်းပြတ်တာတော့8000ကျောင်းတော့မနော်ဟိုအနည်းဆုံးတက်ထားတာအများဆုံးကတော့ကျွန်တော်သင်သိန်းကျော်ပဲသိန်းကျော်ပဲနော်ဟိုကျွန်တော်ကဟိုလက်စုံလက်စကိုင်းမပြနိုင်ဘူးလားမပြောတာတော်ရင်လာရေးခက်ခဲတာတကြောင်အတီးပြမှုရယူတာလည်းအချင်းချင်းအတီးပြမှုရယူတဲ့ဟာလည်းခက်ခဲတယ်လေ လက်ရှိမှာတင်းနေသားဤတိုင်းထက်ကလားလုံးမျိုးနဲ့ရေဖြူမျိုးအရှိမြောက်ပဲထဝဲအရှိပဲချံတောက်ပဲချံနဲ့တင်းချောင်မျိုးနယ်တွေထဲဒေသခံတော်လန်ရေးပူပေါက်တက်တွေနဲ့စစ်ကောင်စီတက်တွေကြားတိုက်ပွဲတွေဖြစ်ပွားနေပါတယ် ပြီးခဲ့တဲ့နှစ်ပတ်သုံးပတ်ကလည်းတိုက်ပွဲဖြစ်ထားတာရှိတယ်။ဒီလေကြောင်းတိုက်ခိုက်မှုတွေလည်းရှိခဲ့တယ်ဆိုတော့တိုက်ပွဲတွေဆက်နေတဲ့ဆိုတဲ့သဘောမှရှိတယ်။အလုံးရင်းကြီးလိုမျိုးနေတိုင်းပြင်းပြထန်ထန်ဖြစ်နေလိုမျိုးစခန်းသိမ်းတိုက်ပွဲလိုမျိုးဖြစ်နေတာမျိုးမဟုတ်ဘဲနဲ့ဒီသူတို့ငယ်ငယ်စုံမှုရေးတွေကိုအဓိကပြမှတ်ထားပြီးတော့တိုက်ပွဲဖြစ်နေတဲ့သဘောရှိတယ်။တိုက်ပွဲကြောင့်ဒေသခံပြည်သူတွေက ရေဖြူမျိုး၊ထဝယ်မျိုးနဲ့လောင်းလုံမျိုးနဲ့တဲကကြောက်ဖြူ၊ကြက်ရဲသွင်း၊တဝင်းရွာတွေမှာထွက်ပြေးခုန်လုံနေကြရပါတယ်။ ်နှလုံးသားအင်မတန်ပုံခက်ခဲတဲ့အခြေအနေတွေပါရှိတယ်ပြဿနာတိုက်ပွဲမရက်သွားပဲနဲ့ကြိုးရကြိုးရဆက်ပြစ်ဖြစ်တနေရာထဲမှာဖြစ်တာလည်းမဟုတ်ဘူးဆိုတဲ့အခါကျတော့တချို့ကပဲသွားလို့ပဲပြရမလဲဆိုတဲ့အခြေအနေမှာတော့ရှိပြရတယ်မြေပြင်မှာတိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေသလိုမိုးရသည့်ကာလလည်းဖြစ်တာကြောင့်တနေ့တိုင်းတိုင်းကစစ်ဘေးရှောင်တွေအတွက်အမိုးအကာတွေဆေးဝါးနဲ့စားနပ်ရိက္ခာတွေအထူးလိုအပ်နေတယ်လို့ဟာဖောင်းဒရိုက်တာနိုင်အဲမွန်ကပြောပါတယ်။ ကရင်အမျိုးသမီးတွေကဂေါ်တူးလီအမျိုးသမီးကွန်ရက်ကိုဖွဲ့စည်းလိုက်ပါတယ်။ဘယ်နေရာမှာဖွဲ့စည်းလိုက်တာလဲ။ဘာကြောင့်ဒီကွန်ရက်ကိုဖွဲ့စည်းလိုက်ရကြလဲ။ဒီကွန်ရက်ထဲမှာဘသူတွေပါဝင်လဲဆိုတာတွေကိုတော့ကိုစောပွေးကတင်ဆက်ပေးပါမယ်။အမျိုးသမီးတွေရဲ့ပါဝင်မှုအခမ်းအနားကိုမြင့်တင်ဖို့ကတင်ဖို့ကော်တူလီမျိုးသမီးကွန်ရက်ကိုဖွဲ့စည်းလိုက်တယ်လို့ဆိုပါရယ်။ကော်တူလီဆိုတာကတော့ကရင်တိုင်းသားတွေကသူတို့ရဲ့စကားနဲ့ကရင်ပြည်ကိုခေါ်ဆိုတာဖြစ်ပါရယ်။ ကော်တူလွေးနယ်စပ်တနေရာမှာမေလ29ရက်နေ့ကနေ29ရက်နေ့အထိ၃ရက်တာကျင်းပပြုလုပ်ခဲ့တဲ့ကော်တူလွေးအမျိုးသမီးများနီနောဖလဲပွဲကနေဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။ကော်တူလွေးအမျိုးသမီးနီနောဖလဲပွဲရဲ့သဘောတူညီချက်နဲ့ကော်တူလွေးအမျိုးသမီး network ဆိုတော့ကျွန်တော်တို့သဘောတူတော့ဖွဲ့လိုက်တယ်ပေါ့နော်။အမျိုးသမီးရဲ့အတန်ကိုပို့တော့မြင့်တင်ဖို့တွေ့ရည်ရဲ့ဖွဲ့လိုက်တာပေါ့နော်။ ကော်တူလေမျိုးသမီးများကွန်ရက်ဖွဲ့စည်းရတဲ့အဓိကရည်ရွယ်ချက်ကိုနော်ထူးထူးကအခုလိုပြောပါဗျ။အဲကော်တူလေအမျိုးသမီးနော်ခလက်ကွဲမှာဒီအလွာပေါင်းစုံကပေါ့နော် အမျိုးသမီးတွေအတူတကွာစုယုံပြီးတော့အားလုံးအားလုံးပေါင်းကြတော့ပေါ့နော်ဒီရည်ချက်ကတော့ကိုယ်ပိုင်စီမံအုပ်ချုပ်အုပ်ချုပ်ဖို့နဲ့ဒီဒီမိုကရေစီရှိတဲ့ကော်တူလေဖက်ဒရယ်ယူနီကိုတည်ဆောက်ဖို့အတွက်ကျွန်တော်ရဲ့ပထမချက်နဲ့ပေါ့နော်ဖွဲ့စည်းလိုက်တဲ့ကော်တူလေအမျိုးသမီးများကွန်ရက်မှာကင်းရဲ့အမျိုးသမီးတွေအဓိကပါဝင်မှာဖြစ်ပြီး ကရင်အမျိုးသားအစည်းအရုံး KNY ခရိုင်ခုနှစ်ခရိုင်နဲ့မြို့နယ်တွေကအမျိုးသမီးကိုယ်စားလှယ်တွေဒေသခံလူမှုဖွဲ့စည်းတွေနဲ့တတိပုဂ္ဂလတွေပါဝင်မှာဖြစ်ပါတယ်။ဒါအပြင်တခြားလူနယ်စုတိုင်းသားမျိုးသမီးတွေပါဝင်နိုင်ဖို့အတွက်လည်းဆက်လက်ဆောင်ရွက်သွားမယ်လို့နော်ထူးထူးကဆိုပါတယ်။ နီနိုဖလေဘွဲကနေကရင်မျိုးသားစီယုံ KNU ရဲ့တမက်18ကျင်းမြောင်ညီလာခံကွန်ဂရက်မှာဌာနဆိုင်ရာတွေခရိုင်စစ်ဘက်နဲ့အရက်ဖက်အသီးသီးကအမျိုးသမီးညီလာခံကိုယ်စားလှယ်30ရာခိုင်နှုန်းအနည်းဆုံးပါဝင်ဖို့တိုက်တွန်းတောင်းဆိုတဲ့သဘောတူညီချက်တရက်လည်းချမှတ်ခဲ့ပါတယ်။ဒီနီနိုဖလေဘွဲမှာတခြားအရေးကြီးတဲ့သဘောတူညီချက်တွေအဖြစ်ကော်တူးလေးနယ်မြေအတွင်းမှာရှိတဲ့အွန်လိုင်းငွေကြေးလိမ်လည်မှုအပါအဝင်တရားမဝင်စီးပွားရေးလုပ်ငန်းတွေလောင်ကစားလုပ်ငန်းတွေကိုဆက်ကျင်တိုက်ဖြတ်ဖို့ လူသားချင်းစာနာမှုအကူအညီတွေအတားအဆီးမရှိရောက်ရှိရေးပူပေါင်းဆောင်ရွက်ဖို့သဘောတူခဲ့ကြပါတယ်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုပြင်းထန်စွာရှုတ်ချပြီးနိုင်ငံတကာကအရေးယူဆောင်ရွက်နိုင်ဖို့ဒုက္ခသည်တွေနဲ့နေရွှန့်ခွာသူတွေကိုအရေးပေါ်အကူအညီတွေပေးဖို့နဲ့ထိုင်းဆိုရအနေနဲ့နေဆက်ဒုက္ခသည်တွေရဲ့ကျွမ်းကျင်မှုကိုအတိမတ်ပြုပြီးတရားဝင်အလုပ်လုပ်ခွင့်ပေးဖို့ကိုလည်းတောင်းဆိုလိုက်ပါတယ် အစီအစဉ်ကိုကြည့်ရှုအားပေးနေတဲ့မိဘပြည်သူပေါင်းရှင်လန်းချမ်းမြေ့ကြပါစေ။နောက်တစ်ပတ်ဒီလိုချိန်မှာစောင့်မျှော်ကြည့်ရှုကြဖို့တိုက်တွန်းရင်းဒီတစ်ပတ်အစီအစဉ်ကိုရန်နာခွင့်ပြုပါရှင်။